င်းချန်ခမရ15နီကလေတိရွာစေအုစုကေကိုဒေါ်လေးတက်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအုတ်ချုပ်ရင်မှုအပေါဝင်စစ်ကောင်စီတက်ဖွဲ့ဝင်တွေထိခိုက်ဒေဆုံးမှုရှိတယ်လို့ဇီရိုပျောက်ကြားတက်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးကပြောပါတယ်နိုဝင်ဘာ4ရက်မနေ့ကနေ့လယ်2နာရီဝန်းကျင်ကမြင်းချန်မြို့နယ်လေတိကြီးရွာကစစ်ကောင်စီတက်ရဲနဲ့ပစ္စောထိပ်တွေပူးပေါင်းထားတဲ့ကေကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားချိန်မိနစ်20ကျော်ကြာခဲ့တယ်လို့သိရတာပါအဲ့ဒီလေတိကြီးရွာဟာမြင်းချန်တရအူမန္တလေးလမ်းမပေါ်မှာရှိပြီး ငင်းချံခမရ15နဲ့နှစ်မိုင်ပဲဝေးတယ်လို့ဇီရိုပြောက်ကြားတက်ဖွဲ့ခေါင်းဆောင်ကရှင်းပြပါတယ်။အတိတ်ကိမှာစစ်အင်အား40 50လောက်ရှိတယ်လို့သူကဆက်ပြောတာပါ။တိုက်ပွဲဖြစ်ပွားချိန်မှာစစ်ကောင်စီတက်ဖွဲ့ဝင်တွေဘန်ကာတွေဝင်ပုန်းခဲ့လို့ရဲဘော်ပေါ်ပါက RPG နဲ့လှမ်းတူခဲ့တာကြောင့်ဘန်ကာထိပ်ပြီးစစ်အုပ်စုအထိနာခဲ့တယ်လို့ကိုသက်ကြီးကဆိုပါတယ်။လက်နက်ဝင်ကောင်းမဲ့အချိန်မှာခမရ15ကစစ်ကူက3စီးတက်လာလို့ဒေါ်လာရဲ့အဖွဲ့တွေပြန်ဆုတ်ခွာခဲ့ရပြီးဆုတ်ခွာချိန်မှာစစ်ကောင်စီသတင်းပေးနှစ်ယောက်ကိုလည်းဖမ်းဆီးပြီး သက်ဆိုင်ရာစီအနှံငယ်တယ်လို့ဇီရိုပြောက်ကြားတပည့်ကအသိပေးထားပါတယ်။နယ်မြေခံတွေရဲ့ပြောပြချက်အရစစ်ကောင်စီတပ်ဖွဲ့ဝင်၈ယောက်တိဆုံးက၁၀ယောက်ဒဏ်ရာရပြီးလေတိရွာကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးငမင်းခေါ်ကိုမင်းလဲတိဆုံးကြောင့်နဲ့သူ့နာရေးကိုဒီမနက်မှာပြုတ်လုခဲ့ကြောင်းဇီရိုပြောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးကပြောပါတယ်။အထိစစ်စင်ရေးကိုမြင်းချက်ခရိုင်တရင်ခွနဲ့ဇီရိုပြောက်ကြားတပ်ဖွဲ့နဲ့ရွှေကန်သာစစ်ကြောင်းမြင်းချက်မျိုးနဲ့ပောက်ကောက်ပါလို့ပူးပေါင်းပြီးဒေါင်းစစ်သည်0 column 5က စစ်ကြောင်းမှုအဖြစ်ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။ဒါ့အပြင်ရန်ကုန်အကြီးကောင်စစ်ကြောင်းတက်ရွှေကန်သာစစ်ကြောင်းနှစ်တို့ပူးပေါင်းပါဝင်တယ်လို့လည်းသိရတာပါ။မနစ်မနက်ပိုင်းကလည်းဇီရိုပျောက်ကြားတပ်ဖွဲ့တရင်တက်မြင်းချံခရိုင်နဲ့မြင်းချံခရိုင်ပေါက်ကောက်ဖားတို့ပူးပေါင်းစစ်ကြောင်းဟောင်းမြင်းချံတောင်ဘက်ကအထိုင်စကန်တစ်ခုကိုလည်းစီးနေတိုက်ခိုက်ခဲ့ပြီးလုံခြုံရေးအခြေအနေအရအသေးစိတ်ပြောကြားနိုင်ခြင်းမရှိသေးကြောင်းထုတ်ပြန်ထားပါတယ်။တိုက်ခိုက်ခံရတဲ့လေတိရွာစစ်ကောင်စီကိဟောင်းခရီးသွားတွေကိုမကြာခဏအစစ်စစ်ငွေညှစ်တဲ့နေရာမှာ နာမည်ဆိုးနဲ့ကြော်ကြားရောက်တဲ့ဒေသခံတွေကပြောပါရရှင်